ာပါရှင်ရန်ကုန်မြို့ကွင်းကျအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ရရန်ကုန်မြို့ကွင်းကျအစီအစဉ်ကနေပရိသတ်တွေအတွက်ရိုက်ကူးတင်ဆက်ပေးသွားမှာကတော့ရန်ကုန်မြို့အထက်ကတိလတာဗဟုစံပြခန်းမဆောင်မှာကျင်းပပြုလုပ်နေတဲ့မူရည်စေဝအနေရကာကွယ်တာစီအသိပညာပေးဟောပြောပွဲအခမ်းအနားပဲဖြစ်ပါတယ်ရှင်ဒီကနေ့အခမ်းအနားရဗဟုသုတရရစရာမြင်ကွင်းများကိုပရိသတ်များကြည့်ရှုခန်းစားနိုင်စေဖို့အတွက်ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင် သက်များအတွက်ရန်ကုန်မြင့်ကွင်းကျဲအစီအစဉ်ကနေရိုက်ကူးတင်ဆက်ပေးသွားမှာကတော့အာထာကတိလတာဘ ഹു စံပြခမ်းမဆောင်မှာကျင်းပပြုလုပ်နေတဲ့ငွေရည်စေဝါအနေရကာကွယ်သားစီရီအသိပညာပေးဟောပြောဝဲအခမ်းအနားပဲဖြစ်ပါရဲ့ရှင်။ ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အနောက်ပိုင်းခရိုင်လာတာမြို့နယ်ကြံကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့မှပူးပေါင်း၍အကောင့်ထယ်ပေါ်ဆောင်ရွက်ပြီးပြည်သူများအသိပညာသို့ပွားရေးစာဖတ်ရှိမြင်မာရေးနဲ့ကျောင်းစာကြည့်ရိုက်များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ရည်ရွယ်၍ဟောပြောဝဲပြုလုပ်ခဲ့ခြင်းပဲဖြစ်ပါရဲ့ရှင်။ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့အခြေခံပညာဦးစီးဌာနတို့မှတာဝန်ရှိ လူကြီးမင်းများအခါခသည့်လာတာမှကျောင်းသူကျောင်းသားများတရင်းမီဒီယာမှညီကိုမောင်မများကစုံလင်စွာတက်ရောက်လာကြပါတယ်။ခန်းနာစတင်ချိန်မှာတော့မြို့နယ်အုပ်ချုပ်ရေးမှူးမှအဖွဲ့နှုတ်ခွန်းဆက်ကပြောကြားခဲ့တာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါရဲ့ရှင်။ ရိသတ်များရှင်ဒီကနေ့ကျင်းပတဲ့မူရစ်ဇေဝအနရေကာကွယ်သားစီရေအသိပညာပေးဟောပြောဝဲအခမ်းအနားမှာတော့နေရန်ကတ်စာဆောင်များဓာတ်ပုံများနဲ့အသိပညာပေးဘ ഹു ဒုတရစီမယ်စာအုပ်များကိုလည်းခင်းကျင်းပြသထားတာကိုလည်းတွေ့မြင်ရမှာပါစာပေအသိပညာဘ ഹു ဒုတဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍နည်းလင်းစာကြည့်ရိုက်ဖွံ့ဖြိုးကိုပါဒီကနေ့အခမ်းအနားကနေကျင်းပပြုလုပ်တော့မှာပဲဖြစ်ပါရဲ့ရှင် အစီအစဉ်ရာကြံကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုမှလည်းအခွင့်နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါတယ်ဒီနေ့ဟောပြောဝဲကျင်းပဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီးတော့လေကြံစားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှာတာဝန်ရှိသူတို့အုပ်ကိုလည်းအခုလိုပဲမေးမြန်းဖြစ်ခဲ့ပါတယ်။ကျောင်းမင်္ဂလာပါရှင်။မင်္ဂလာပါ မရဲ့အမိနဲ့ဒီမနေ့မှာပေါ့နော်ဆရာမတာဝန်ယူထားဆောင်မှုအပိုင်းကိုလည်းမိတ်ဆက်ပေးပါအောင်ရှင့်ကျွန်မနာမည်ဒေါ်မြင့်ရွှေပါလာတာမြို့နယ်ပြန်ချိုင်းနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကမြို့နယ်ဦးစီးမှုပါရှင့်ဒီကနေ့မွေးရဇေဝအနေရသားစီအသိပညာပေးဟောပြောပွဲပြုရခြင်းရဲ့အဓိကရည်ရွယ်ချက်ကိုလည်းပြောပြပေးပါအောင်ရှင့်ဒီနေ့ဟောပြောပွဲရတော့ကလေးတငယ်တွေမူရည်အလွယ်မသုံးဖို့နဲ့မူရည်စေဝါအနေနဲ့ကာကွယ်တားဆီးဖို့အတွက်ကလေးတွေကိုအသိပညာပေးတဲ့ဟောပြောပွဲလုပ်ရင်းနဲ့ ကျမတို့ရဲ့ပြန်ကြိုင်းတဲ့ပြည်သူဆက်ဆိုင်ဦးစီဌာနရဲ့အလုပ်တွေဖြစ်တဲ့ကာကြီးတိုက်ဖွင့်လစ်ပွဲကိုတဘာတဲ့ပူပေါင်းဆောင်ရွက်တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့ဟောပြောပွဲဦးပေါ့နော်ဒီအာထာကတိလတာမှာကျမပြုလုပ်ဖြစ်ခဲ့ပုံကိုလည်းပြောပြပေးပါအောင်ရှင်။ကျမတို့ကအာထာကတိလတာအာထာလတာမြို့နယ်မှာရှိတဲ့အကြောင်းနေမှာတော့နှစ်စဉ်နှစ်တိုင်းအခါလို့ဆိုဟောပြောပွဲတွေလုပ်ပါတယ်။ ဒီနေ့အာထာကန်တိလာတာမှာလုတ်တဲ့ဘွဲရတော့တမှုထူးခြားဆောင်တဲ့ကျမတို့ကမူရဆေဝါဟောပြောဘွဲအပြင်မှာကျမတို့နိုင်ရကစာဆောင်ပြဘွဲဓာတ်ပုံပြဘွဲလာတာမြို့နယ်စာကြီးတိုင်းမှာရှိတဲ့စာအုပ်ပြဘွဲနောက်တစ်ခါလာတာမြို့နယ်စာကြီးတိုင်းနဲ့ဒီအာထာကန်တိလာတာအကြောင်းစာကြီးတိုင်းတို့ပူးပေါင်းပြီးတော့စာအနယ်လက်စာကြီးတိုင်းဖွင့်ပွဲလေးကိုဆောင်ရွက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့ဟောပြောဘွဲရနေပြီးတော့ဗောနော်ဒီចောင်းသားလူငယ်တွေအတွက်စကားလက်ဆောင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ဒီကနေ့ ဟောပြောပွဲမှာကလေးငယ်တွေမွေးရအလွဲသုံးနာကိုတိတိပြီးတော့ရှောင်ကျင်တိုင်အောင်နဲ့မွေးရဆေးဝါးအန်နေရဘလောက်ဆိုးကျိုးတွေပေးတယ်ဆိုတာကိုသိရှိရနားလည်အောင်ဒီလိုတဲ့ပွဲဖြစ်တယ်လို့စားအုပ်စားပေးတယ်လေ့လာဖို့စာကြည့်တဲ့ကိုစိတ်ဝင်စားဖို့အတွက်ကျမတို့အပြင်ပြင်ပ NGO တွေစာကြည့်တဲ့ကွန်ရဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတခြားအသီးခြား adaptees လေးတွေပါထည့်သွင်းပြီးလုပ်သွားတာဖြစ်ပါတယ်ရှင် ဒီចောင်းသားတွေအတွက်ပေါ့เนาะဒီနေ့ပြုလုပ်တဲ့ဟောပြောပွဲရနေပြီးတော့အသိပညာပေးစကားလက်ဆောင်လည်းပြပြပေးပါအောင်ရှင်ဟဲ့ကျမတို့ဌာနအနေနဲ့တော့ចောင်းစာကြည့်တတ်များဖွံ့ဖြိုးတိုးတက်ဖို့ပြည်သူတွေအသိပညာဖွံ့ဖြိုးဖို့နောက်ပြီးအသိပညာအပြည့်မှာပြည်သူတွေသိသိသိထိုက်တဲ့အချက်လက်တွေသတင်းတွေမြင်မြန်ဆန်ဆန်သိရှိဖို့အတွက်ကျမတို့ပြန်ကြိုင်းတဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနကအချိန်နှိအချိန်ခါပေါ်လိုက်ပြီးတော့စူးစမ်းဆောင်ရွက်ပြီးတော့သွားမှာဖြစ်ပါတယ်ရှင်။ ခုလိုဖြစ် जा ပေးခဲ့တဲ့ဆရာမကြီးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ပရိသတ်များရှင်မြန်မာနိုင်ငံမူရစ်ဇေဝါပပျောက်ရေးအသင်းမှာ ပြားတိုင်းမှုမှလည်းမူရစ်ဇေဝါအနေရရဲ့စိုးကျိုးများအကြောင်းကို ပရိုဂျက်တာဖြင့်ပြသပြီးရှင်းလင်းတင်ပြပေးခဲ့တာကို တွေ့မြင်ရမှာပါ။ က်လက်ပြီးလာတာမြို့နယ်အခြေခံပညာဦးစီးဌာနမှကျောင်းဦးကြီးဦးစိုးမင်းမှလည်းနှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါတယ်။ဒီကနေ့အခမ်းအနားကျင်းပရခြင်းနဲ့ပတ်သက်ပြီးတော့လေကျောင်းဦးကြီးဦးစိုးမင်းနဲ့လည်းတွေ့ဆုံမင်းမြန်ခဲ့ပါတယ်။ကျိုင်းနာမည်ဦးစိုးမင်းပါဒီကျောင်းက ြောင်းတောင်းယူထားပါတယ်အဓိကတော့ဒီနေ့ခေတ်ချင်းဒီမှာအပြင်မှာယမနာမပြန်ကျဲစွာတွေ့နေရတဲ့မူရီစေဝါကိုကြောင်းသားလေးတွေမသိနားမလည်ပဲနဲ့လွယ်သုံးစားပြုမှဆိုးတဲ့အတွက်ကြောင့်ဒါအဓိကထားယူရချက်ထားပြီးတော့လုပ်ပြုလုပ်ပြတာဖြစ်ပါတယ်ဒီနိုင်ငံပိုစတာနဲ့လုံယုံနေမကဘဲနဲ့သူတို့စာအုပ်ဝဲတော့လည်းလုပ်ပါတယ်ဒါတော့သူကပြန်ကျိုင်းနေပြုစံဥသိဌာနကလေးတွေစာဘာကျစိတ်တွေများလာအောင်ရွယ်ပြီးတော့ဒါပါတွေ့လုပ်ပြတာဖြစ်ပါတယ်ကျောင်းသားတွေအတွက်ဒီနေ့နေရတော့ အပဲပြောပြောမမာပြည်မှာလက်ကြည့်အခြေအနေရတော့အများစုတဲမှာလွဲမှားတဲ့တွေးခေါ်လေးတွေရှိနေကြတာပေါ့နော်ဒါလေးတွေကိုပျောက်သွားအောင်မူရီစေဝါဆိုတာဟာတကယ်ကိုလူညွန်တုံးစီပြီးတော့အမျိုးသားတစ်မျိုးသားလုံးကိုဒုက္ခပေးတာဟာဘာလားလို့သူတို့သိရှိပြီးတော့နော်ဒါတွေကိုရှောင်ရှားဖို့ရမယ်ဆိုတဲ့တန်ဋိဌာန်ချမှတ်သွားစီခြင်းနဲ့ဆန္ဒပဲရှိပါဘူး ဆောင်များကိုလည်းအထာကတိလာတာចောင်းကျိုးတော်ဆောင်အဖွဲ့မှာပေးရချင်းမြင့်ချင်းအခမ်းအနားကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါရဲ့ရှင်။ဒါ့အပြင်မြို့နယ်ဦးစီးမှုတော်မြင့်မြင့်ရွှေအားလာတာမြို့နယ်အမျိုးသမီးရေးရအဖွဲ့နဲ့မိခင်နှစ်ကလေးစောင်းလျှောက်ရေးအသင်းတို့မှလည်းစောင်းစားရမ်းများပေးရခဲ့ပြီးချိန်မှာတော့အခမ်းအနားမှုဖြစ်သူမှဒီကနေ့အခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်းကြေညာခဲ့ပါရဲ့။ ိမ်နောက်မှာတော့ခမ်းသားတို့တက်ရောက်လာတဲ့ကျောင်းသူကျောင်းသားများကလည်းမွေးရစေဝါအနေရကာကွယ်သားစီရင်နေရန်ကစားဆောင်များကိုကြည့်ရှုနေရကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါရဲ့ရှင်။မွေးစေဝအနေရည်စိုးကြုံများအကြောင်းနဲ့ပတ်သက်ပြီးတော့လေအထကတဲ့လာတာမှအကြောင်းသားကလေးများကိုလည်းအခုလိုပဲမေးမြန်းဖြစ်ခဲ့ပါဗျာ ကျွန်တော်နာမည်ပြည်စုံဖြစ်ပါတယ်တက်နေတာကိုတန်းအေးပါဒါနာမည်ကတော့ဟိန်းတက်နေမှာတက်နေတာကတော့ကရိနိုင်းတီမှာပါမွေးရစေဝါရဲ့အကြောင်းရင်းတွေအကုန်သိရပါတယ်ခင်ဗျာမွေးစေဝါကိုမတော့ရင်တော့မတော့ရင်ဆိုးကျိုးရမယ်မတော့ရင်တော့အကောင်းကျိုးရမယ်ဆိုတဲ့အတိအပြန်ရရှိပါမွေးစေဝါတော့ရင်ဘလို့ဆိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတော့သိရပါတယ်အမွေးစေဝါကိုဗျာလူရင်များနေရာမှာမတုံးအောင်တုံးမတုံးမတုံးတင်ဘောဗျာတုံးနေဆိုရင်တော့မှ လူတွေအများကြီးနဲ့ဆက်လိုက်တော့တာဆိုလို့ရှိရင်လူတွေအများကြီးနဲ့မှမသုံးနိုင်ဘူး။ကိုယ်ဝန်ဆောင်မိခင်တွေဆိုလို့ရှိရင်လည်းဟိုမစေးလေးမတော့တင်အဲ့လိုအဲ့လိုအသိပညာရရှိပါပရိသတ်များရှင်ဒီကနေ့ရိုက်ကူးတင်ဆက်ပေးခဲ့တဲ့မူရစ်ဇေဝအနေရကားခွဲသားစီရေအသိပညာပေးဟောပြောဝဲကိုကြည့်ရှုရင်းမူရစ်ဇေဝသုံးဆွဲခြင်းရင်စိုးကျုံးများကိုလည်းနေရကပ်ပိုစတာများဓာတ်ပုံများကနေသင့်တွေ့မြင်ခဲ့ရမှာပဲဖြစ်ပါရဲ့ရှင်ဒီကနေ့အခမ်းအနားလိုပဲ သိပညာဗဟုသုတများရရှိမဲ့ဖွဲ့ခမ်းနာများကိုနောက်ထပ်ရန်ကုန်မြင့်ကွင်းကျယ်အစီအစဉ်ကနေရိုက်ကူးတင်ဆက်ပေးသွားအောင်မှာမို့ပရိသတ်များစောင့်မျှော်ကြည့်ရှုဖို့ပြောကြရင်ဒီကနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ရပါတယ်ရှင်။